အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့နေ့လည်လောက်မှာဒါကျွန်တော် Manchester United အပြောင်းရွှေ့တင်လေးတွေကြောင်းပြောအောင်ပေါ့နော်အဲ့တော့ Manchester United အသင်းအနေနဲ့ဒါကျွန်တော်နှစ်ပိုင်းပြောသွားမယ်ဒီနေ့မှာဒါကျွန်တော်တို့နှစ်ပိုင်းအပထမဆုံးတစ်ပိုင်းက Manchester United အသင်းနဲ့ RB Leipzig ရဲ့ Jude ကိုဒါကျွန်တော်တို့ခေါ်ဖို့အတွက်စဉ်းစားနေတယ်နောက်ထပ်တစ်ပိုင်းကလက်ရှိမှာဒါကျွန်တော်တို့ RB Leipzig ရဲ့ဒါကျွန်တော် Jude တွေကတိုက်စင်မှုအပြင်ကိုဒါကျွန်တော်တို့အာ ဘွန်ဒက်စီကနောက်တဲ့တိုက်စစ်မှုတရားကိုလည်းခေါ်ယူဖို့တော့ကြိုးစားနေတယ်။ဒါပေမဲ့အဲ့ဒီအတွက်ကို United ပတ်စံဘလူရှာမလဲဆိုတဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးပြောသွားမှာပေါ့နော်။ Okay အဲ့တော့ဒါကျွန်တော်ဒီနေရာမှာပတ်သက်ပြီးကျွန်တော်တို့ဒါ detail လေးတွေဆွေးနွေးရအောင်အဲ့တော့ကျွန်တော်တို့ဒါထုံးဝမ်းတိုင်းဒီဗီဒီယိုကတော့ဟိုမှာ Manchester United ဗီဒီယိုတွေလူတွေကြည့်များမှာဖြစ်တော့ကျွန်တော်တို့ဒါကျွန်တော်10မိနစ်ကျွန်တော်တက်ဆက်ပေးချင်တာဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာဒါ Manchester United တင်တဲ့ဒါ Benjamin Sesko ကို Manchester United နဲ့တိုက်စစ်နေရာမှာအလူရှိနေဆိုအကုန်လုံးသိပြီးသားဖြစ်နေမယ်။ဒါပေမဲ့ ဘက်ဂျမင်ဆက်စကိုထက်စာရင်ဒါကျွန်တော်တို့နေရာ3နေရာလောက်ကစားလို့ရတယ်လူငယ်လေးဖြစ်တယ်အခုလက်ရှိမှာ protect g ဆိုပြီးတော့လည်းနာမည်ကြီးနေတယ်ဒါပေမဲ့0တအားကြီးတယ်အကစားသမားကို United ကလာမဲ့နေရာဒီမှာခေါ်ယူဖို့တည်းစိတ်ဝင်စားနေတယ်ဒီကစားသမားကိုလက်ရှိမှာဒါကျွန်တော် Liverpool အင်းကလည်းစိတ်ဝင်စားနေပြီမဲ့ Liverpool အင်းစိတ်ဝင်စားရတယ် United အင်းစိတ်ဝင်စားရတဲ့နေရာမှာတော့ United အင်းစိတ်ဝင်စားတဲ့ story ကတော့လက်ရှိမှာ tier 2 level မှာပိုရှိရလို့ပြောလို့ရတယ်မှာပါတယ်ဒီကစားသမားကဒါကျွန်တော်ပူပူလောလောကမှာဒါကျွန်တော်တို့ PSG ကနေပြီးတော့ဒါကျွန်တော်ဝယ်ယူထားခဲ့တာဖြစ်တယ်လို့သိရတယ်မှာပါပါတယ်အဲ့ကစားသမားတခြားသောကစားသမားမဟုတ်ဘူးအဲ့ကစားသမားကဒါကျွန်တော်တို့ ဇာဗီဆမွန်ပဲဘောနော်အဲဇာဗီဆမွန်အဲဇာဗီဆမွန်ကိုရလရှိမှာမန်ချက်စတာယူနိုက်တက်ဒင်းတော်လေးကိုစိတ်ဝင်စားတယ်ဇာဗီဆမွန်ကတည်းရဲ့အတိုင်းမှာကျွန်တော် AM ဆော့လို့ရတယ် left wing ဆော့လို့ရတယ် right wing ဆော့လို့ရတယ်နေရာစုံဆော့လို့ရပြောချင်တာဒါကျွန်တော်တို့ United အသင်းရဲ့ဒါ Ruben Amorim ရဲ့ three back formation မှာတော်တော်လေးကိုအသက်ဝင်လာနိုင်တဲ့ကစားသမားလို့ပြောလို့ရတယ်အပြောချင်တာကျွန်တော်တို့ right wing နေရာမှာအကေ Ahmed Diya လို့ဆော့မယ်ဆိုတော့ left wing နေရာမှာဇာဗီဆမွန်ဆော့လို့ရတယ်ဒါကျွန်တော်တို့ Queen လေးမှာလည်း Bruno Fernandes အနာပေးလို့ရတာဗောနော်ဇာဗီဆမွန်ကိုတစ်ခါလေးကြာရင်ဒါသူက AM လေးဆော့လို့ရတယ်ကြောင့်မသူနေ attacking mindset လေးရှိတယ်ပြောချင်တာဒါကျွန်တော် နံပါတ်10 rule လဲဒါ Xavi Simons ကကောင်းကောင်းကြီး solve လုပ်ရတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမှာအဲ့တော့ Xavi Simons ရဲ့ပြဿနာကတစ်ခုပဲရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကစားသမားကစာချုပ်တဒန်ရတာကျွန်တော်အရှိကြီးတော့မရှိပေမဲ့ကစားသမားကဒါလက်ရှိမှာပူပူလောလောကမှာဒါကျွန်တော်မနစ်ကမှာမမရရတော့ January 30လာကျွန်မနှစ်ကတော့မဟုတ်ဒါဒီနှစ်စောင်းရာဒီကမှဒါကျွန်တော်တို့ကစားသမားကိုဒါကျွန်တော်တို့အဲ RB Leipzig ကအပီးသက်ဝယ်ယူထားခဲ့တာဖြစ်တယ် PSG ကနေပြဘယ်ဈေးနဲ့ဆိုတော့ဒါကြောင့်မမဲ့ရကျွန်တော်တို့ Euro တန်း90တောင် ပေးပြီးတော့ဒါကျွန်တော်တို့ဒီနှစ်ဆောင်းရသည်ကမှဟိုအေးပေါ့ဒီနှစ်ပဲပြောမှာပေါ့နော်ဒီနှစ်ဆောင်းရသည်ဒါကျွန်တော်အပြောင်းရွှေ့ကမှ Xavi Simons ကိုဒါ PSG ကနေပြီးတော့အပီးသက်ဝယ်ယူခဲ့တာဖြစ်တယ်အဲ့တော့ဒါကလည်းသူတို့နဲ့တရားဝင်ကြေညာထားပြီးဖြစ်တယ်တော့ဒါဟာအထူးဆန်းတော့မဟုတ်ဘူးအဲ့တော့6လလောက်ပဲရှိတဲ့ကစားသမားတစ်ယောက်ကိုဒါကျွန်တော် Manchester United အသင်းကဒါကျွန်တော်တို့ခေါ်ဖို့အတွက်ပြင်ဆင်ပါမယ်ပြင်ဆင်သားကြည့်မယ်6လလောက်တော့အတကယ်ပြောမှာဆိုမဟုတ်ဘူးဘာလို့ဆိုတော့ကျွန်တော် RB Leipzig နေနေတာမမဲ့ရဒါဒီကစားသမားကိုအငှားနေခေါ်ယူထားတစ်နှစ်ခွဲလောက်နေနေနှစ်နှစ်လောက်နေနေရှိတော့ပဲအဲ့တော့ ဇာဗီဆမွန်စ်ကလက်ရှိမှာဒါကျွန်တော်တော်တော်လေးကို prodigy ဆန်တယ်အကုန်လုံးလည်းတည်ပြီးသားဖြစ်လိမ့်မယ်ဒါကျွန်တော်ဇာဗီဆမွန်စ်ကသူ့အနေနဲ့ဟိုးအရင်ကတည်းကဒါကျွန်တော်တို့ဘာဆိုနာရဲ့ဒါကျွန်တော် academy market ကတော်တော်လေးကို hot ဖြစ်တဲ့ဒါ prospect ကစားသမားဖြစ်တယ်ပြီးလည်းပြီးတော့ဒါ PSG ကနေရောကျွန်တော် ZGG နဲ့ဒါကျွန်တော်တို့ဝယ်သွားခဲ့တာကိုတွေ့ရမယ်တယ်မှာပါတယ်ဟုတ်ဆို PSG ပဲ ZGG ကမဟုတ်မှကြည့်မိတယ် PSG ကဒါကျွန်တော်အလွတ်နဲ့ဝယ်သွားခဲ့တာ sorry အဲ PSG ကအလွတ်နဲ့ဝယ်ယူသွား PSG ကပြီးလည်းပြီးတော့ဒါကျွန်တော် PSG high novel ဒါ0.1နဲ့ပြန်ရောင်းတယ်ဒါပေမဲ့ PSG ကနေပြီးတော့ဒါကျွန်တော်တို့ PSG က PSG ကိုဒါကျွန်တော်တို့သူတို့နဲ့အပြီး ပြန်ခေါ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့စာချုပ်နဲ့ပြီးတော့ကျွန်တော်တို့ service mode ကိုပြန်ခေါ်လိုက်တယ်ဒါပေမဲ့ PSG ကလည်းဒါကျွန်တော်တို့ပြန်ခေါ်ပြီးတော့တို့လည်းမတုံဘူးတို့အနေနဲ့ကျွန်တော်တို့ဒါ RB Live Set ကိုဒါကျွန်တော်တို့ Euro 350နဲ့ရောက်တယ်ဆယ်တန်းလောက်မြတ်သွားပြီထားပါထားပါခုနက service mode ရဲ့ဒါအပြောင်းရွှေ့မှာတော့အကုန်လုံးကအမျက်ကြီးပဲအဲ့ RB Live Set ကအခုလက်ရှိလာမဲ့နေရာဒီမှာဒါကျွန်တော်တို့ဒီကစားသမားရဲ့ Benjamin Sesko ရဲ့ဒါနှစ်ယောက်လုံးကိုဒါကျွန်တော်တို့ရောင်းချသွားဖို့အတွက် Caller Hala ရထွက်နေတယ်။ Service mode ကိုဒါ RB Live Set ကတော့မရောင်းကျင်ဘူးဗျဒါပေမဲ့ လက်ရှိအနေထားရတာရောင်းသိရင်တော့ရောင်းသွားရမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာခဲ့တယ်။အဲ့တော့ United ကစားပြီး Simmons ကအဓိကစိတ်ဝင်စားတာသူ့ရဲ့ဒါဆော့လို့ရတဲ့ position line က United အသင်းတွေလိုအပ်တဲ့ကစားသမားတွေပဲ။ဒါပေမဲ့ United အသင်းအနေနဲ့ဒီကစားသမားကိုခေါ်ယူမယ်ဆိုရင် United လက်ရှိကစားသမားဖြစ်တဲ့တယောက်ကိုလွှတ်ပါဖို့ရှိတယ်။အဲ့ကစားသမားက Alejandro Garnacho ပဲ။ပြောချင်တာအာလာဟန်ဒိုကာနာချိုကိုဆုံးရှုံးမှဒါကျွန်တော်တို့ဇာဗီဆင်မွန်စ်ကိုခေါ်ယူနိုင်မယ့်အနေထားတစ်ခု United ကရောက်ရှိလာခဲ့တယ်။အဖြေကဘာကြောင့်လဲ။ United အသင်းကခုလက်ရှိမှာဇာဗီဆင်မွန်စ်ကိုအကယ်၍သာ RB Leipzig က ဈေးခေါ်မယ်ဆိုရင်တော့ယူရိုတန်း80နဲ့ယူရိုတန်း80အထက်မှာပဲရှိမယ်ပြောချင်တာကဒီပတ်စံအရာလက်ရှိမှာ United ကအဲ့ဒီ budget ရလုံးဝလုံးဝအဆင်မပြေဘူးအဲ့တော့ United ကဒီနေရာမှာဘာလုပ်ဖို့စဉ်းစားလဲဒီနေရာမှာ United အသင်းနေတဲ့ဒါကျွန်တော်တို့ Xavi Simons plus Sesko ကိုကျွန်တော် Euro 130လောက်နဲ့တရားဝင် offer လုပ်ဖို့ရှိတယ်။မနေ့ကလည်းကျွန်တော်တို့ Mazraoui နဲ့ကျွန်တော်တို့ Matheus Delict ကိုခေါ်ယူခဲ့တယ်ဒါကျွန်တော်တို့ Juho Purchase လို့ပဲဒီနှစ်မှာဒါကျွန်တော်တို့ Juho Purchase ပုံစံမျိုးကိုဒါ Benjamin Sesko ရောဒါကျွန်တော်တို့ ဇာဗီဆမွန်စ်ကိုယူရိုတန်100နဲ့တန်120ကျောက်ကိုတရားဝင်ကန့်လန့်မှုရှိအဲ့တော့ဒီပတ်စံညယူနိုက်တက်အသင်းဘယ်ကရဖို့ရှိလဲဆိုတော့မေးခွန်းကိုကျွန်တော်မေးရလိမ့်မယ်အဲ့ဒီပြဿနာကတော်တော်လေးကိုကြီးတယ်ဆယ်ဂျင်ရက်ကလစ်ကိုရန်ကလာမယ့်ကျွန်တော်လာမယ့်ဒါကျွန်တော်ဆောင်းရသည်ကျွန်တော်ဒါခရစ်မတ်မှာဒါပတ်စံကုန်မယ်လို့ပြောတဲ့အသင်းကတကယ်လမ်းလဲကြာကိုတေချာပြန်ကြည့်မယ်လဲဆိုတော့ဒါ ဘီရိုတန်း130လောက်လည်းသုံးမယ်ဘေးကပတ်စံနေရမယ်အဖြေကတော့ရှင်းနေပြီ United တင်တယ်လာမယ့်နေရာဒီမှာကစားသမားအယောင်ကနေပြီးတော့ယူရိုတန်း100နဲ့တန်း120တန်းဘူးဆိုတန်း150နဲ့တန်း200လောက်တိတိသူတို့နေနေမျောလိမ့်တာတယ်ဥပမာအကယ်၍သာပတ်စံသားမလုပ်တော့ဘူးဆိုတော့သူတို့နေနေအလာဟန်ဒိုဂနာချူဒါကျွန်တော်ကိုဘီမိုင်းလူတို့ကိုပါထုတ်ရောက်မယ်ဆိုရင်တော့သူတို့နေနေကျွန်တော်ဒါကစားသမားအပြောင်းရွှေ့ကနေပြီးတော့ဒါကျွန်တော်ယူရိုတန်း100လောက်ရဖို့ရှိတယ်ပြဿနာကြီးအောင်ဟုတ်လားပေါ့အန်တိုနီမာကတ်ရက်ရှိုးရဲ့အပြောင်းရွှေ့ကသူတို့နေနေပေါင်တန်း80လောက်ရဖို့နည်းနည်းရှိတယ်မာကတ်ရက်ရှိုးကပေါင်တန်း40ကတီချာလောက်ဖြစ်သွားပြီးရဖို့အတွက်ပြီးရင်နောက်နောက်ပေါ့အန်တိုနီကလည်းယူရိုတန်း40နဲ့ 35သန်းပတ်ချလဲဝိညာဉ်ရမယ်ဆိုအဲ့နှစ်ယောက်ပေါင်းရင်တော့မှကျွန်တော်ဒါမန်ချက်စတာယူနိုက်တက်ကယူရိုတန်80နဲ့ယူရိုတန်90ကြာပြင်ရဖို့တော့တိကျတော့နည်းနည်းရှိတယ်အဲ့တော့ နောက်တစ်တယောက်နေလာမြို့ခုနပေါ်ဇာဗီဆိုကိုလည်းအဲ့အပြောင်းရွှေ့က United အသင်းရဲ့လာမယ့်နေရာဒီမှာတိုက်စစ်မှုတွေအတွက်ဒါကျွန်တော်တို့ပါချေးစင်းအတွက်ဒါကျွန်တော်တို့အင်အားတစ်ခု force တစ်ခုဖြစ်သွားနိုင်တယ်ဒါပေမဲ့ United အသင်းရဲ့ဒီနေရာမှာဒါအရင်သူများနဲ့မတူတာ Sasco တက်ဆိုင် United ကဇာဗီဆီမွန်စ်ကိုပိုစိတ်ဝင်စားတယ်။ဘာကြောင့်လဲသူတို့အသင်းနဲ့ပို့ပြီးတော့ profile ရကိုက်တယ်ခုနကပြောလို့ AM နဲ့ Solier ရဲ့ left wing နဲ့ Solier ရဲ့ right wing နဲ့ Solier ရဲ့သုံးနေရာလောက်ကိုဒါတပြိုင်တည်း Solier ရဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါသူတို့ရဲ့ profile ရကိုက်တယ်ပြောချင်တာ okay အလာဟန်ဒိုကနာချူတမှုကိုပြီးမိုင်းနေတာကျွန်တော်လဲရမယ်ဆိုလို့ဇာကုန်းလာပေါ်လို့လာပြီးလက်ဆက်ကဒီကစားသမားကိုလူဂျင်တာတော့မဟုတ်ဘူးလဲရမယ်ဆိုတော့မှအလာဟန်ဒိုကနာချူနက်ပူလီတို့မဟုတ်ဒါကျွန်တော်အက်သလက်တီကိုမက်ထရစ်ကိုရောင်းရောင်းလို့ရတဲ့ပတ်စံဇာဗီစမွန်စတက်ကိုပြန်တဲ့ဆိုတဲ့ပုံစံမျိုးသွားဖို့ပြစ်စလာခဲ့တယ်ကိုပြီးမိုင်းနုကိုလက်ရှိမှာဒါကျွန်တော်တို့ United ကဒါအလာဟန်ဒိုကနာချူနဲ့ကိုပြီးမိုင်းနုနှစ်ယောက်ထက်ကတစ်ယောက်ကိုရောင်းမယ်ဆိုရင်တော့အလာဟန်ဒိုကနာချူက United အသင်းရဲ့ရောင်းချမှုတွေဒါနံပါတ်1ဖြစ်ဖို့အတွက်ရာခိုင်နှုန်းတွေများတယ်လို့ကြားသိရတဲ့မှာပါတယ်ကွနော်အဲ့တော့ဇာဗီစမွန်စကို United ကသဘောကျတယ်ဒါပေမဲ့ United အသင်းနဲ့ဇာဗီစမွန်စကိုတကယ်တဲ့နင်လားငါလား ဟိဝယ်ပြီးဆိုရင်တော့ငွေကြေးရဆိုတော့လက်ရှိဘတ်ဂျက်အခြေအနေရအလာဟန်ဒိုကနာချိုကိုရောင်းရဖို့အတွက်ရခိုင်တို့များတယ်အဲ့တော့ဆာဗီဆမွန်စ်ကိုပြည်သက်တွေလူချင်းရင်တော့အလာဟန်ဒိုကနာချိုကိုဒါပြည်သက်တွေအနေနဲ့ရောင်းချဖို့အတွက်ပြင်ဆင်သွားနိုင်တယ်လက်ရှိ United ရဲ့ဘတ်ဂျက်အနေထားရဆာဗီဆမွန်စ်ကို your in ဆိုတဲ့ပုံစံမျိုးဝယ်ဖို့အတွက်မလွယ်ဘူးအရေးကြဝယ်ဖို့တော့လက်ရှိမှာ United သိနေမလွယ်ပါဘူးအရေးကြဝယ်မယ်ဆိုတော့ okay Euro 80ဥစားမျိုးကိုအရင်ဆုံးဒါကျွန်တော် down payment နဲ့ Euro 30နဲ့40ကြာပြန်အဲ့ Euro 30နဲ့40ကြာမှတော့ United ကလက်ရှိအရာဘတ်ဂျက်မရှိတဲ့အနေထားမှာရှိပါတယ်အဲ့တော့ပြဿနာတွေကအဲ့လိုပေါ့နော်အဲ့တော့လက်ရှိမှာဆာဗီ ဆမွန်ကို United အသင်းနေနဲ့ဘန်ဂျမင်ဆက်စကူတက်ဆိုင်သူကပူလူခြင်းနဲ့ဆာဗီဆမွန်ကတကယ်လည်းကောင်းနေကစားသမားဖြစ်တဲ့ United profile နဲ့ kait မယ်လို့လည်းမြင်နေ။နောက်တစ်ယောက်ကလက်ရှိမှာတော့ကျွန်တော်တို့ဘန်ဂျမင်ဆက်စကူကြောင့်လည်းပြောပြီးတော့ Hugo Acktide ပေါ့နော်။ Hugo Acktide ကလက်ရှိမှာ Frankfurt ရဲ့တိုက်စုံမှုဖြစ်တဲ့ Hugo Acktide နဲ့ခုလက်ရှိမှာတော့ကျွန်တော်သူ့ကို Arsenal တို့ Liverpool တို့စိတ်ဝင်စားပေးမယ်။ Acktide ကကျွန်တော်လက်ရှိမှာ Manchester United အသင်းကိုသာပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေဆိုပြီးတော့ကျွန်တော်တို့တတင်းတွေအများကြီးရတယ်မှာပါ။ဒါကိုလည်းလက်ရှိမှာ CF Bayern ဘက်ကနေတင်ထားတာတွေ့ရတယ်မှာပါ။ဒါကိုလက်ရှိမှာတော့ကျွန်တော်တို့ Platigo ကလည်းတင်ထားတယ်။အဲ့တော့ Source တွေဘယ်နာလဲလဲ Manager ာလို့ဒါကျွန်တော်အချိန်လုံးပြောပြရဖြစ်တယ်ကျွန်တော်တော့အမြဲတမ်း source နဲ့ပတ်သက်ပြောပြရတယ်ပေါ့အဲ့တော့လက်ရှိမှာဒါကျွန်တော် Hugo Act အနေနဲ့သူကတော့ တော်ပရီးမီးယားလိဂ်ကိုပြောင်းမယ်ဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းကသူ့ရဲ့ destination တကူနေနဲ့မှတ်သတ်မှတ်ထားတယ်မှာပါအဲ့တော့ Hugo Agdak ကလည်းခုနဇာဗီဆမွန်ဆိုပဲဈေးကြီးတယ်ကစားသမားကြီးတွေတယောက်ဖြစ်တယ် Hugo Agdak ကိုဝယ်ခြင်းနဲ့ဆိုရင်တော့အဖေကရှင်းပါတယ်သူနေနဲ့ Hawaiian ကိုအစားထိုးရမယ်တယ်မှာပါအဲ့တော့ United အသင်းနဲ့ Lamine Nuria ဒီမှာကစားသမားတယောက်ကိုလိုချင်သူတို့ရဲ့လက်ရှိအသင်းနဲ့ကစားသမားတွေကိုရင်းရမယ်နေထားတယ်ရှိတယ်ဒါပြင်ခုနကကံကောင်းတော့တခုကလက်ရှိမှာ United အသင်းနဲ့ရောင်းချဖို့တဲ့ပြင်ဆင်တဲ့ကစားသမားစီကနေပြီး Euro တန်းတရာလောက်နေနေရဖို့အတွက်ရှိရတဲ့အတွက်ကြောင့်မလို့သူတို့နေနည်းနည်းလေးတော့ခံတာလေးပဲဒါပေမဲ့ United အသင်းနဲ့ဇာဗီဆမွန်ကို Hugo ို archetype လို့ပုံစံမျိုးကိုဝယ်မယ်ဆိုရင်တော့ United အချစ်တော်ကစားသမားကြီးတွေကတယောက်ကိုတော့ဆုံးရှုံးသွားဖို့အနေထားမှာရှိတယ်။ Alejandro Garnacho, Kobe Mainu လားဒီလိုကစားသမားမျိုးတွေကိုရောင်းချပြီးမှသာဒီလိုကစားသမားမျိုးတွေကိုဝယ်ရဖို့အတွက်အခြေအနေရှိတယ်။တချို့သောပိတ်သက်တွေက Alejandro Garnacho ကိုဒါအသင်းမှာဆက်ထားခြင်းပြီးတော့မတိကြမြေရတဲ့ Xavi Simons ကိုတော့အသင်းမှာမထားခြင်းတဲ့သဘောမှာရှိတယ်ဆိုတဲ့သတင်းတွေလေထောက်ပေါ်နေတယ်မှာပါ။အဲ့တော့ United ပိတ်သက်တွေကိုကျွန်တော်မေးချင်တာ United ပိတ်သက်တွေကဘလို့မြင့်လဲ Alejandro Garnacho အသင်းမှာဆက်ထားမှတာမှ Xavi Simons ကိုပဲဒီနေရာမှာသူ့ကိုရောင်းတဲ့ပတ်စံနဲ့ပြန်ဝယ်ခြင်းလား။ Hugo Agatai က ခုနဘယ်လိုပဲရှေ့ရနှစ်ကောင်ရောင်းတဲ့ပတ်စံနဲ့ဝယ်လို့ရတဲ့အတွက်ကြောင့်ဒီကအကက်တက်ကိုတိတ်ပြီးစကားနဲ့ပြောဥစား service phone စကားစကားပြောဖို့လူလာပြီလို့မြင်တယ်။ဒါတော့ပါပဲ။ဘောလုံးပွဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ db4u တို့မှာကျင်းလို့ဆိုအောင်ကူညီလို့ရပါတယ်။မြန်မာပြည်ရဲ့ clip ဖို့မမိကြပါနဲ့ပြအောက်က comment တွေထဲမှာလေး youth sport media 3.0နဲ့ db4u တို့လင်းလေးတွေကိုထည့်ပြီးထားကြည့်ကြမှာဆိုကူညီပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်ရဲ့ clip ဖို့မမိကြပါနဲ့ဟုတ်မြန်မာ clip မှာမြန်မာဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော်လေးနေ့ ပါဆုမငောင်းတောင်းပြီးနေပဲကျွန်တော်တော့အကုန်ပြီပေါ့ဗျဒီဖော်ပါ